ပါရှင်ကျမတော့ဖူးဤနွယ်ပါ DV ရုံမြင့်တန်ကြိုင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မြန်မာနိုင်ငံမှာဘုံကျဲတိုက်ခိုက်မှုတွေနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကြေကြေပြန့်ပြန့်ဖြစ်ပွားနေချိန်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးဖောကာတကနိုမာလာဆယ်ရနေမှာပြောလိုက်ပါတယ် ပြရင်းစစ်ဖြစ်ပွားနေတာကြောင့်လာမယ့်ဒီဇင်ဘာလတွေမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲတွေကိုစစ်အုပ်စုကဘယ်လိုကျင်းပနိုင်မလဲဆိုတာကိုကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲကမေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဖော်ကာထကကမကောင်းစွာပဲမြန်မာနိုင်ငံရဲ့အခြေအနေဟာမီဒီယာတွေရဲ့အယုံဆိုင်မှုကိုလုံလောက်စွာမရခဲ့ပါဘူး။ပြည်သူတွေလည်းဒုက္ခရောက်နေကြပါတယ်လို့ဂျနီဗာမှာပြုလုပ်တဲ့တွေးဆုံမေးမြန်းခန်းမှာ AFP သတင်းဌာနကိုဖြေကြားခဲ့ပါတယ်။ သူကမြန်မာစစ်တပ်ဟာအတိုက်ခံတွေကိုဖမ်းဆီးတာသတင်းတောက်တွေကိုတပ်ဖြတ်တာအရဲသားတွေကိုပြင်းထန်စွာဘုံကျဲတိုက်ခိုက်တာတွေနဲ့အထူးသဖြင့်ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ပြည်ရင်းစစ်တွေနဲ့အတူအရက်ဖက်နယ်ပယ်တွေကိုလုံးဝကန့်သက်ထားတယ်လို့လည်းဆိုပါရရှင်နေပြည်တော်ကောင်စီနယ်မြေပြင်မနာမြို့ချင်းစုရက်ွက်ဘိုတောက်ထိန်လမ်းမပေါ်ကရောင်နီဦးရွှေဆိုင်မှာနော်မာလာ၁၀ရမနက်ကဓမြတိုက်ခံရပြီးဓမြတိုက်သူထဲက၂ယောက်ကိုရက်ွက်နေသူတွေကဖမ်းမိခဲ့တယ်လို့မြို့ကနေစီကနေသိရပါဗျ မနေ့မနေ့9နာရီခွဲကရောင်နီဦးရွှေဆိုင်မှာဆန်ရှင်မျိုးသမီးတယောက်ထဲရှိနေချိန်မတ်စတာထားသူ3ယောက်ဆန်ကန်နဲ့ရောက်လာပြီးဆန်ရှင်မျိုးသမီးကိုတနက်နဲ့ချိန်ရွယ်ပြီးတော့ရွှေလယ်ပစ္စည်းတချို့ကိုလူယူသွားတာလို့မျိုးကန်တယောက်ကပြောပါရယ်။ဓမြတိုက်လူရခင်ရပြတဲ့နောက်ဆန်ရှင်မျိုးသမီးကအော်ဟစ်အကူညီတောင်းတဲ့အတွက်ရက်ွက်နေသူတွေကလိုက်လံဖမ်းဆီးရမှာကြော်ညင်အောင်ရက်ွက်မှာအမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ကိုဖမ်းမိခဲ့တယ်လို့အုပ်ချုပ်ရေးနဲ့နေဆက်သူတယောက်ကပြောပါရယ်။ လက်တလုံးမှာဖမ်းဆီးရမိသူ၂ယောက်ကိုပြင်မနာမြို့မှာရဲစခန်းကစစ်ဆင်နေတယ်လို့သူကပြောပါတယ်။နေပြည်တော်ကောင်စီနယ်မြေကိုစစ်တပ်ကအုပ်ချုပ်နေတဲ့ဆိုပေမဲ့ပြင်မနာမြို့ဥတ္တရတိရီပௌဘတိရီနဲ့ဇေယတိရီမြို့နယ်တွေမှာ အမြဲတစေခိုးမှုနဲ့လူရဲတပ်ဖြတ်မှုတွေနဲ့ကြုံတွေ့နေရဖြစ်တယ်လို့သိရပါတယ်ရှင်။ချင်းမင်းနယ်မြောက်ပိုင်းကိုစစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ပြန်ဆင်လာနေပြီးတ ကနေဒီတောင်အပါအဝင်တိုင်းငင်းနမ်းမကြီးကနေရအချို့ကနေတော်လိုင်းတက်တွေပြန်ဆုတ်ပေးလိုက်ရပြီဖြစ်ပါတယ်ဒီသတင်းကို Morris ပြဖို့ထားပါရဲ့ရှင်ချင်းပြည်နယ်မြောက်ပိုင်း Plan T ဒိန်နဲ့ကလေးတိုင်းငင်ဘက်ကိုစစ်တပ်ကအင်အား300စီပါတဲ့စစ်ကြောင်းနဲ့စစ်ကြောင်း3ကြောင်းခွဲကထိုးစစ်ပြန်ဆင်လာလို့ချင်းတော်လိုင်းတက်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပါတယ်ပထမစစ်ကြောင်းတစ်ခုကဒီဒိန်မျိုးခလာရ269တက်ကနေထွက်လာတာဖြစ်ပြီးနိုဝင်ဘာ၄ရက်နေ့မှာစစ်ရေးအချက်အချာကြတဲ့ကနေဒီတောင်ကိုပြန်သိမ်းနိုင်ခဲ့ပြီးတော့ဒုတိယစစ်ကြောင်းက ခလေးကန်ကောလမ်းကနေဖလန်းမျိုးကိုတက်ဖို့ပြင်နေတာလို့လက်ရှိတိုက်ပွဲဝင်နေတဲ့ဒီတိန်အခြေဆိုင်ဒေါ်လာရင်းတက်ဖွဲ့တစ်ခုဖြစ်တဲ့ CDF CDM စီရင်က DBB ကိုတင်ပြပါရစေ။အခုလိုလို့စတတိယဖက်ကနေတက်လာတဲ့စစ်ချောင်းကတော့ကနေဒီတောင်ကိုရပြီပေါ့နော်ကနေဒီတောင်သူတို့က၄ရက်နေလောက်မှရတယ်ပြီးတော့မှအဲ့အနေခေါ်တဲ့ရက်နေလောက်ကျွန်တော်တို့ဖက်ကိုစစ်ချောင်းလာထိုးပြီးတော့မှ ခုနရက်နေ့မှာကျွန်တော်တို့နဲ့လေထံကုန်းမှာတိုက်ပွဲအာခဏဖြစ်တယ်ပေါ့နော်ကာနေပြတော့မရှိရက်နေ့မှာတိုင်တဲ့ယွာထက်ကာလာမကြီးအတိုင်းမလာပဲနဲ့တောလာကြီးတိုင်းလာပြီးတော့မှတိုင်တဲ့အထက်တက်တက်မှာတို့ကတညာ8တယ်ပေါ့နော်ဟုတ်ကဲ့ပြီးတော့မှအာဒီကိုရက်နေ့မနေ့ကကျတော့ကျွန်တော်တို့အဲ့ဒီတောင်ဘဝနေ့ တိုင်းနေရွာထဲကိုဝင်ပြီးတော့မှသူတို့ကအဲ့ဒီတိုင်းနေရွာတစ်ခုလုံးကိုထိန်းချုပ်ထားတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဗျာဟုတ်ကဲ့ကနေဒီတောင်ကိုချင်းတော်လိုင်းတက်တွေက2023နိုဝင်ဘာမှာတင်နိုင်ခဲ့တာဖြစ်ပြီးနှစ်နှစ်အကြာမှာပြန်လက်လွတ်လိုက်ရတာပါတတိယစစ်ကြောင်းကတော့ကလေးမျိုးဘက်ကနေတိုင်းငင်လမ်းမအကြီးတိုင်းတက်လာပြီးတော့မှွားပြီးရွာအရောက်မှာတော်လိုင်းတက်တွေနဲ့ထိတွေ့မှုဖြစ်ကအခုထိရှေ့ဆက်မတိုးနိုင်သေးပဲစစ်ကြောင်းရက်နေတယ်လို့တော်လိုင်းတက်ဖွဲ့တွေကဆက်ရှင်းပြပါတယ်ကလေးတိုင်းငင်လမ်းဟာစစ်ရှုံးထားတဲ့ချင်းပြည်နယ်ကိုစကိုင်းတိုင်းနဲ့ကနေစစ်ကူပို့လို့ရတဲ့အတွက် စရေးရအရေးပါတဲ့လမ်းကြောင်းတစ်ခုဖြစ်ပြီးတော့ရွေးကောက်ပွဲမတိုင်ခင်စိုးမိုးနိုင်မှုအခုလိုစစ်ကြောင်းခွဲထိုးလာတာဖြစ်နိုင်တယ်လို့တော်လိုင်းတက်တွေကသုံးသပ်ပါတယ်။ဆက်သွယ်ရေးခက်ခဲတွေကြောင့်လက်ရှိခလေးတိုင်းငင်လမ်းမှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တယောက်ရဲ့ပြောပြချက်ကို DBP သတင်းတောက်ကအတန်အစားထုတ်ဖတ်ထားပေးပါရခင်ဗျာ။ကျွန်တော်တို့ခံမှန်းရတာတော့ဘာပဲဖြစ်ဖြစ်ရွေးကောက်ပွဲကိုလည်းတီးတိမ်နဲ့ကလေးမျိုးမှလှုပ်ချင်တဲ့အတွက်ဒီတိုင်းငင်လမ်းမကြီးကိုသူတို့မထိန်းထားနိုင်ရင်အလွယ်တကူနဲ့တီးတိမ်မျိုးကိုကျွန်တော်တို့စစ်ကြောင်းထိုးလို့ရနိုင်တယ်။ ကလေးကိုလည်းစစ်ကြောင်းထိုးနိုင်တယ်ဆိုတဲ့ဟာကိုကာကွယ်ဖို့အတွက်ပဲလို့ကျွန်တော်တို့ခန့်မှန်းပါတယ်။လက်ရှိထိုးစစ်တွေမှာနှစ်ဖက်စလုံးအကြအဆုံးရှိနေပြီးချင်းပြည်နယ်နဲ့ထိဆက်နေတဲ့ကလေးမျိုးမှာလည်းလက်ရှိထိုးစစ်တွေကြောင့်ကျွေးရပေါင်း90ကျော်ထွက်ပြေးတိမ်းရှောင်နေရကစစ်ရှောင်9000ကျော်ဟာစေဝါအကူအညီနဲ့စားနပ်ရိက္ခာတွေပြက်လက်ကန်ပြီးမှအကူအညီတွေလိုအပ်နေကြပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါမကွေးတိုင်းပေါင်းမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းကနေထွက်ပြေးလာကြသူတွေကနှစ်ယောက်ကိုလက်နက်ခဲယမ်းတွေနဲ့အတူနိုမာလာတရက်နေမှာအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး တယောက်ကတော့လက်နက်ခဲယမ်းတွေနဲ့အတူနိုမာလာကိုရင်းနေမှာအလင်းဝင်ရောက်ပူပေါင်းလာတယ်လို့ပေါ့မြွတ်နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့ပေါ့မြွတ်နယ်ပကဖဆီကနေသိရပါတယ်။ထွက်ပြေးလာကြတဲ့၃ယောက်မှာ၂ယောက်ကတော့လက်နက်ခဲယမ်းတွေနဲ့အရှင်ဖမ်းမိကြတာဖြစ်ပါတယ်။တယောက်ကတော့သူဆန္ဒအလျောက်လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတာပါလို့ပေါ့မြွတ်နယ်ပကဖပြန်ကြားတဲ့တာဝန်ခံကပြောပါတယ်။စစ်ကောင်စီတပ်ဟာပေါ့မြွတ်နယ်တောင်ပိုင်းကိုပြီးခဲ့တဲ့ အော်တိုဘာလ29ရက်ကစပြီးအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးနေပြီးတော်လိုင်းတပ်ဖွဲ့တွေနဲ့လည်းတိုက်ပွဲတွေဖြစ်ပွားနေလို့သိရပါဗျ။ပြည်သူလူထုထောက်ခံမှုရှိတဲ့စစ်တပ်လက်အောက်မှာကြံရှိနေကြတဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့လည်းအ мян ဆုံးအလင်းဝင်ရောက်ပူးပေါင်းကြဖို့ဖိတ်ခေါ်ထားတယ်လို့လည်းသိရပါဗျ။ စကိုင်းတိုင်းဒပင်းမြို့နယ်ဆက်ပြချင်းရွာအနီးနဲ့ကျွန်းတော်လေးရွာကိုစစ်တပ်ကဂျက်ဖိုင်တာ၃စီးနဲ့၆ကြိမ်ထပ်မင်းဘုံကျဲချတိုက်ခိုက်ခဲ့လို့၆ရောက်ထပ်မင်းတန်ရာရပြီးလူနေတချို့လည်းပျက်စီးခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။စစ်တပ်ကဆက်ပြချင်းရွာအနီးနဲ့ကျွန်းတော်လေးရွာကိုနိုမာလာ၁၀ရက်ညနေ၃နာရီကျော်နဲ့၆နာရီကျော်တို့မှာဘုံကျဲပစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ နောက်ဆုံး6နာရီကျော်ကလာရောက်တိုက်ခိုက်တဲ့လေရင်ဟာတဒုဥလီတက်ကနေကျွန်းလှမြွနဲ့အတွင်ဟန်ပြပြန်ဝဲပြီးဒီပြင်းမြွနဲ့ဆက်ပြချင်းရွာကိုလာရောက်ဘုံကျဲပစ်ခတ်သွားတာဖြစ်တယ်လို့လည်းသိရပါတယ်စပြချင်းရွာနဲ့ကျွန်းတော်လေးရွာမှာမြေပြင်တိုက်ပွဲမဖြစ်ပွားတဲ့အချိန်စစ်ကောင်စီတပ်ကဒေသခံတွေစုပေါင်းကထိန်ခင်းပွဲရှိတယ်လို့သတင်းအမှားရပြီးအခုလိုတိုက်ခိုက်တာဖြစ်တယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်ရှင်။ အငင်းဘွားနယ်ဆက်အရေးနဲ့ပတ်သက်ပြီးအင်းဒီချင်းကမ္ဘောဒီးယားနိုင်ငံနဲ့လက်မှတ်ရေးထိုးထားတဲ့ငင်းချင်းသဘောတူညီချက်အကောင့်ထဲဖော်မှုကိုယာယီရဆိုင်ထားတယ်လို့ထိုင်းနိုင်ငံကထုတ်ပြန်ကြေညာလိုက်ပါတယ်။ထိုင်းနိုင်ငံစီစကစ်ခိုင်ကမ္ဘောဒီးယားနယ်ဆက်အနီးမှာမြေမြုံပိုင်းပောက်ကွဲပြီးထိုင်းစစ်သည်တွေတရားရခဲ့ပြီးတဲ့နောက်မှာထိုင်းဘက်ကအခုလိုကြေညာလိုက်တာဖြစ်ပါတယ်။ဒီသဘောတူညီချက်ကိုမလေးရှားနိုင်ငံမှာ American သမရဒေါ်နယ်ထရန့်ရဲ့ကြီးကြပ်မှုနဲ့လွန်ခဲ့တဲ့အောက်တိုဘာလတုန်းကပဲနှစ်ဖက်ဝင်ကြီးချုပ်တွေလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးအခုဆိုရင်အချိန်နှစ်ပတ်ပဲရှိပါသေးတယ်။ ဇူလိုင်လတုန်းကလူ60ကျော်တိဆုံးခဲ့ရတဲ့နေဆက်တိုက်ပွဲတွေအပြီးမှာအတွန့်ရှိတဲ့ငြိမ်းချမ်းရဖို့ရည်ရွယ်ခဲ့တဲ့ဒီသဘောတူညီချက်ကိုဆက်လက်ကင်ဆွဲထားစေဖြစ်တယ်လို့ကမ္ဘောဒီးယားဘက်ကတုံ့ပြန်ထားပါတယ်ဒါပေမဲ့ထိုင်းဘက်ကတော့ဒီသဘောတူညီချက်ကိုငြိမ်းချမ်းရေးသဘောတူညီချက်လို့ခေါ်ဆိုဖို့ငြင်းဆန်ထားပြီးကွာလန်လမ်ပူအစည်းအဝေးရလဒ်များဆိုင်ရာပူးရဲကြေညာချက်လို့သာသုံးနှုန်းခဲ့ပါတယ်။လုံခြုံရေးချိန်ချမှုအမှန်တကယ်မရော့ကျသွားတာကြောင့်ဒီဆုံးဖြတ်ချက်ကိုကာကွယ်ဆိုင်ရာအကြီးအကဲတွေကချမှတ်ခဲ့တာဖြစ်ပြီး အဲ့ဒီဆုံးဖြတ်ချက်ကိုသဘောတူတယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီယာကူကတနင်္လာနေ့မှာပြောပါရယ်။ဗန်ကောက်ပို့စ်သတင်းစာရဲ့ဖော်ပြချက်အရစစ်သားတွေဟာကင်းလှည့်ချိန်မှာမိုင်းနစ်မိပြီးဒဏ်ရာရခဲ့တာဖြစ်ပြီးတော့တယောက်ကခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါရယ်။ဒီသဘောတူညီချက်အရငင်းပွားဒေသကနေလက်နက်ကြီးတွေရုတ်သိမ်းဖို့နဲ့ယာယီလေးလာရေးအဖွဲ့တစ်ခုဖွဲ့စည်းဖို့နှစ်ဖက်သဘောတူခဲ့ကြတာပါ။နောက်တစ်ဆင့်အနေနဲ့ထိုင်းနိုင်ငံမှာထိန်းသိမ်းထားတဲ့ကမ္ဘောဒီးယားစစ်သား18ယောက်ကိုပြန်လွှတ်ပေးဖို့လဲမူလကစီစဉ်ထားတာဖြစ်ပါရဲ့ရှင်။ ဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးအီးနေပါကြည့်ရှုနာဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်